မအလာတို့တန်းရွှေတို့နဝဒတ်တို့နာအဖာတို့ကဘာလုပ်တယ်လဲဆိုတဲ့အခါကျတော့အလုံးမဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်အများမြန်မာသတင်းထူးသတင်းအူတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်သူတို့စန့်ကျင်တဲ့သူတွေရှိတယ် NLD အစိုးရကိုလုတ်ခဲ့ပါတယ်ဒီဟာမျိုးကိုကျွန်တော်တို့ကသင်ခန်းစာယူရမှာဖြစ်ပါတယ်နော်စန့်ကျင်မှုမတူညီတဲ့ဟာတွေကအများအားရှိမှာပဲနော်အများအားရှိမှာပဲဒီဟာကိုလည်းကျွန်တော်တို့က ်ချင်းချောက်မှုအနေနဲ့ကျွန်တော်ကမမြင်ပါဘူးဒီလိုမျိုးတွေရှိခြင်းအပြင်စိတ်ကောင်းမှုရှိတယ်တိုးတော်လဲဒါကပုံမှုပြီးတော့ကောင်းမွန်တဲ့ဘက်ကိုကိုပို့ပြီးတော့ရောက်ဖို့ခွန်အားတွေဖြစ်စေနိုင်တဲ့အနေအထားဖြစ်တယ်လို့တော့ကျွန်တော်တို့အနေနဲ့ပြောလို့ရတယ်လို့ကျွန်တော်ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဟို Donald Trump လည်းသူ100%ထောက်ခံမှုရခဲ့တာမဟုတ်ဘူး။ဟိုတကယ်ကမ္ဘာအမေရိကန်သမိုင်းမှာအောင်မြင်မှုအများဆုံးရခဲ့တဲ့ Barack Obama တည်းလေတရားရဂိုင်းတော့မဲပေးခဲ့ကြတာမဟုတ်ဘူး။နောက်ဆုံးပြကျွန်တော်တို့ဟို 51 49အထိဖြစ်ခဲ့တဲ့အစိုးရတွေတောင်ရှိခဲ့တာပဲเนาะရှိခဲ့တာပဲ NLD အစိုးရ1990ရွေးကောက်ပွဲဖြစ်ဖြစ်เนาะ2020ရွေးကောက်ပွဲပဲဖြစ်ဖြစ် sorry ဟုတ်တယ်เนาะ NLD အစိုးရအမေတော်ဆန်းစုကြည်တို့ပြည်သူတရားရဂိုင်းတို့ကထောက်ခံတာတော့မဟုတ်ဘူးလေဒါပေမဲ့တောင်ပြိုကမ်းပြိုနိုင်တာကိုအဲ့တော့ခမရဟိုစိမ့်ပိတ်တွေเนาะချက်ဖို့တွေကနေပြီးတော့စန့်ကျင်တာနဲ့ပဲဟာဒီအရာကြီးကဒီလိုဖြစ်တယ်ဆိုပြီးတော့ အကုန်လုံးလိုက်ပြီးအကန့်နေတော့မလုံးနဲ့လေနော်မရဘူးလေအာမင်းတို့ညီတွေကမဲခိုးလို့ဘာကြံပြောလို့တော့မရဘူးလေနော်ခမညာနိုင်ငံရေးမှာတရားရခင်လို့ဆိုတော့ဘယ်တော့မှမဖြစ်နိုင်ဟုတ်ပြီအမေတော်ဆန်းစုကြည်ကိုချစ်တာကိုမနာလို့ရင်တော့လည်းမတတ်နိုင်ဘူးထိုတိလူဆိုပဲဝန်ငကားကသူလဲစဉ်လုံးကြောတော့ဟုတ်ချင်မှာဟုတ်မယ်ဒါပေမဲ့သူ့ကိုဘီသူက60ရခင်တော့ထောက်ခံလား80ရခင်တော့ထောက်ခံလားမြေပြင်မှာ80ရခင်တော့ထောက်ခံလားခမညာသူ့ကိုအဲ့လိုမျိုးထောက်ခံမှုရနေတယ်ဆိုလို့ရှိရင်နော် เนาะကျွန်တော်ထောက်ကန်လို့ရတယ်ဆိုလို့ရှိရင်ခင်ဗျာအဲ့လိုမျိုးအနည်းဆုံးပြခင်ဗျာ52ရာခိုင်နှုန်းကထောက်ကန်ရင်တော့ဒါလက်ခံရမယ်အနေထားရှိတယ်အခုလောဆယ်ကျွန်တော်မြေပြင်မှာကြည့်တဲ့အခါကျတော့မတူညီတဲ့အတန်တွေလည်းရှိနိုင်ပါတယ်တို့ဘို့လေသူကထောက်ကန်မှုအများစုရတယ်ထုံနည်းလို့ဆိုပါပဲကျွန်တော်တို့ကဟိုရွေးကောက်ပွဲတွေလုပ်လို့เนาะစုဖွဲ့မှုတွေလုပ်လို့ဥမာဆိုစကိုင်းမကွေးပေါ့ဗျာစုဖွဲ့မှုတွေလုပ်မယ်ဆိုလို့ရှိရင် တရားရဂန်လုံးညီညွတ်မှုဆိုတာတော့ရှိနိုင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကညီညွတ်မှုတွေယူမယ်ဆိုလို့သူ့ဘက်ကလည်း short ကိုယ့်ဘက်ကလည်း short အဲ့မှာတော့ဖြစ်နိုင်တာနဲ့ဖြစ်တဲ့နာတွေကိုအပေးယူလုပ်ပြီးတော့အားလုံးကတော့တော်လေးကောင်းကျိုးအထွတ်ဥပမာဆိုဗျာ၁၀ယောက်လောက်ပဲရှိတဲ့အင်အားစုဘွဲကငါတော့ဘူကြီးဘူချုပ်ကြီးဖြစ်ချင်ပါတယ်ဆိုပြီးပြောလို့မရတော့လို့အဲအကြီးတဲ့အဖွဲ့ကလည်းမင်းတို့ကတော့ဆယ်ယောက်ပဲရှိတဲ့အဖွဲ့လေးပဲဆိုပြီးတော့လေကျွန်တော်တို့ကြီးနိုင်ငံချင်းလုပ်လို့မရပါဘူးအသံတွေအကုန်လုံးကျွန်တော်တို့ကနားနားထောင်ပြီးတော့စုစည်းမှုစုဖွဲ့မှုတော့အခုတည်းကတော့ကျွန်တော်တို့နော်စစ်ပြင်းတွေတပ်ဖွဲ့တွေ တော်လည်းရဲဘော်တွေစဉ်းစားမှာတော့ဖွဲ့သွားနိုင်ဖို့တော့လုပ်ကြဖို့လိုပါတယ်เนาะဒါကိုလည်းကျွန်တော်တင်ပြခြင်းပါတယ်เนาะဆိုတော့ဒီလိုနီးနေပဲသွားကြရမှာပဲလीเนาะဆိုတော့ခုနကဒီလိုမျိုးပေါ့ NLD အောင်မြင်မှုကိုလက်မခံနိုင်နဲ့မရှုစိတ်နဲ့เนาะဖက်စစ်အကြမ်းဖက်တွေကဘာလုပ်လဲနောက်ဆုံးကျတော့မဲခိုးတယ်မဲမသိမ်ပါတယ်ဆိုပြီးတော့အာဏာလုတာပဲမလားတကယ်ကိုပြည်သူ့ရဲ့ထောက်ခံမှုရတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုအချင်းချတယ်ထောင်ချတယ်ထုံနီးသူတော့ပဲယနေ့မြေပြင်ပေါ်မှာ ကျွန်တော်တို့ခေါင်းဆောင်လက်သက်လေးပေါ်လာတယ်ဘူနဂါတို့မောင်ဆောင်ကတို့ခင်ဗျတို့တို့တွေကနာမည်ကအဲ့လောက်ထိထွက်လာပြီးပြီသူကဒီလောက်ထိကိုထောက်ခံလာပြီဆိုတစုံတရာသည်ရှိနေပြီပြီသူကထောက်ခံနေပြီဆိုရှိနေပြီဒါကိုကျွန်တော်တို့ကမြင်အောင်ကြည့်ပြီးတော့ဖြစ်တင်တာကိုလောက်ကြအောင်ဖြစ်ပါလေဒါကိုကျွန်တော်တင်ပြခြင်းပါတယ်เนาะဆိုတော့ခုနစကားကိုကျွန်တော်တို့ကပြန်ပြီးသွားရမယ်ဆိုလို့ရှိရင်အရေးကြီးတာကမူကအရှင်သာပါတကယ်လို့ဒီမူကဒီအချိန်မှာလက်တွေအလုံးဖြစ်တော့ဆိုပြောင်းပလိုက်ပါ တခါလူကလည်းဒီနေရာမှာဒီလိုအသုံးမကျတော့ဘူးဆိုလူလည်းပြောင်းဖို့ကြိုးစားမှာပေါ့အရေးကြီးတာကျွန်တော်တို့တော်လန်ရေးကြီးအောင်မြင်ဖို့ကိုပဲကျွန်တော်တို့ကသွားကြမှာဖြစ်ပါတယ်ဆိုတော့ကိုကျွန်တော်အနေနဲ့တင်ပြကြပါတယ်ကျွန်တော်တို့ဘီသူတွေကနေ့စဉ်တိုး၍ပါဝင်ကြပါရန်သူကိုရအောင်ရတဲ့နည်းနဲ့စန့်ကျင်မှာတော်လန်မှာတိုက်ခိုက်ပါရေပေါ်စီတွေမဖြစ်ပါစေနဲ့ကိုကြောင့်ကျွန်တော်တို့တော်လန်ရေးရပေါ်တွေစိတ်ခွန်အားနည်းသွားမဲ့ဟာမျိုးเนาะစိတ်မကောင်းဖြစ်ရမဲ့ဟာမျိုးမဖြစ်ပါစေနဲ့ဒါမျိုးစကားတွေကိုကျွန်တော်တို့က ပြည်သူတွေကိုတောက်လျှောက်ပြောလာခဲ့ရင်းနဲ့ပြီးခဲ့တဲ့အပတ်ကဆိုရင်လဲယူကရိန်းသမ္မတကရော်ကိုတိုင်ကလည်းသူတို့ပြည်သူတွေကိုဒီလိုသတင်းစကားပေးရတာကိုတွေ့ရပါတယ်ခမားလို့ရဲ့လောက်ရကြောင့်ရှေ့ထဲမှာရှိတဲ့ရဲဘော်တွေစိတ်နှလုံးမသားရင်မရမဖြစ်အောင်မလုပ်ပါနဲ့တဲ့ခမားတို့တွေဒီမှာရဲဒဏ်ရာရတဲ့ရဲဘော်တွေကိုစေကုပေးခြင်းဟာခမားတို့ကိုယ်တိုင်စစ်မြေပြင်ကိုထွက်တိုက်ခြင်းဖြစ်ပါတယ်ဆိုပြီးတော့ယူကရိန်းသမ္မတကရော်ကအဲ့လိုမျိုးပြောတယ်ကျွန်တော်တို့လည်းကျွန်တော်တို့ဒီเนาะကျွန်တော်တို့ဒီလိုမျိုးပေါ့ဗျာကျွန်တော်တို့ဒီ အရေးတော်ပုံကြီးမှာလဲပြည်သူတွေအကုန်လုံးကနော်ပြည်သူတွေပြည်သူတွေပြည်သူတွေအကုန်လုံးကနော်ပြည်သူတွေအကုန်လုံးကရတဲ့နည်းနဲ့အားလုံးကတော့ငါတို့မှာတာဝန်ရှိတယ်ငါတို့ဒီအရေးတော်ပုံတက်သားတွေဖြစ်တယ်ဆိုပြီးတော့ဒီခံယူချက်ကိုတော့ဆွဆွမြဲကန်ဆွဲရမှာဖြစ်ပါတယ်ငါတို့ဒီမအားလာကိုရအောင်ဖြုတ်ချမယ်ပြုတ်ကြတဲ့အထိကိုအားလုံးအဆုံးထိပါဝင်မယ်ဆိုတဲ့စိတ်ဓာတ်အဲ့ဒါကိုပါဝင်မှရမှာဖြစ်ပါတယ်ဒါအပြင်ငါတို့နဲ့တော့မဆိုင်ဘူးသူတို့လုံးလိုက်မယ်ဆိုတဲ့အချောင်ကိုရေပေါ်စီစိတ်ဓာတ်လုံးဝမရှိဘူးလိုပါတယ် တော်လည်ရေးကြီးပေါ်မှာအမျက်ထုတ်ဖို့နော်ကျွန်တော်တို့ကကျွန်တော်တော်လည်ရေးကြီးကိုအသုံးချမှုမဖြစ်ဖို့ရေးကြီးပါတယ်ကျွန်တော်ရှေ့မှာသုံးခဲ့တဲ့နော်ကျွန်တော်ဥပမာရဆိုကားပြမျိုးတွေခါတော်လည်ရေးကြီးကိုသူတို့ရဲ့တော်လည်ရေးကိုသူတို့အသုံးချတယ်သူတို့ရဲ့ခေါင်းဆောင်တွေကိုယ်တိုင်ကမြေပြင်မှာမရှိဘူးအမေရိကန်မှာရောက်သွားတယ်ပြင်သစ်မှာရောက်သွားတယ်သူတို့ခေါင်းဆောင်တွေကြမညီညွတ်ဘူးမစည်းလုံးဘူးအချင်းချင်းပြန်စော်ကြတယ်နော်သူတို့ဆိုလို့ရှိရင်သူတို့ရဲ့ကားပြမျိုးကကျွန်တော်မမားဘူးဆိုရင်လူကြီးတန်း20လောက်များရှိမလားမသိဘူးအဲ့ဒါကိုအခုချိန်ကြီး ကိုပိုင်အုပ်ချုပ်ခွင့်နဲ့ကိုပိုင်ကျွန်တော်တို့လွတ်လပ်ရေးကိုမရနိုင်ဘူးเนาะတခါတို့ဆိုလို့ရှိရင်လက်နက်တွေလည်းရှိတယ်တော်လိုင်းရေးလောက်တာလည်းနှစ်ပေါင်းကို10စုနှစ်ပေါင်းများစွာရှိပြီအဲ့တော့နောက်ဆုံးကျတော့ဘာဖြစ်လဲဆိုတော့မျိုးဆက်သက်တွေကတော်လိုင်းရေးကိုအသုံးချအမျက်ထုတ်အဲ့ဒီမွေးလာတယ်တို့တို့တိုင်းပြည်ကနေထွက်တယ်เนาะထွက်ပြီးတဲ့အခါကျတခြားနိုင်ငံတွေမှာသွားပြီးတော့ခလုံးဝင်းယူတယ်ဒုက္ခတွေရှောက်တယ်အဲ့လိုနီးနေပဲတော်လိုင်းရေးကိုခုတုံးလုတ်ပြီးတော့လုတ်စားသွားကြတယ်เนาะဆိုတော့ကျွန်တော်တို့ ပြည်သူတွေအရောက်ချစ်စီတိုင်းကတော်လည်ရေးပုံမှာသက်စာကြီးရှာမှာဖြစ်ပါတယ်တော်လည်ရေးပုံမှာဒီဇိုင်းမမတ်ပေါဝင်ရမှာဖြစ်ပါတယ်ဒါဒီအရေးတော်ပုံကြီးပါပြည်သူအရောက်ချစ်စီတိုင်းမှာတာဝန်ရှိတယ်ရေဘော်စုတွေကိုကျွန်တော်ကစန့်ကျင်ရမယ်နော်ခရိုနီတွေကိုကျွန်တော်ကစန့်ကျင်ရမယ်နော်ဘောမတွေကိုစန့်ကျင်ရမယ်နော်စစ်အုပ်ချုပ်ရေးတောက်တိုင်တွေကိုကျွန်တော်ကဖြိုဖျက်ပြရမယ်နော်အကုန်လုံးကျွန်တော်တို့တော်လည်ရေးကိုပြည့်စည်ရပြည့်စည်ကြောက်လုပ်တဲ့သူတွေအကုန်လုံးကိုကျွန်တော်တို့ကစန့်ကျင်ရမယ်တိုက်ဖျက်ရမယ်ကျွန်တော်တို့ဒီဘုံရန်သူဒီတယောက်တည်းအဲ့တော့ကျွန်တော်တို့ ် NUG ကော NUCC ကောကျွန်တော်တို့ဘုံနကောမောင်ဆောင်ကောကျွန်တော်တို့ဒီစုစည်းပြီးတော့ KIA ရော KNU ရော KNPP ရောဘုံရန်သူကိုတိုက်ကြမယ်နော်ကျွန်တော်တို့ဒီဒီလိုနီးနဲ့သွားကြမှာဖြစ်တယ်ဒါကူလည်းကျွန်တော်နေတင်ပြခြင်းလေပြည်သူတွေအနေနဲ့အဓိကအရေးကြီးဆုံးတော့မှာနှစ်ခုရှိပါတယ်နံပါတ်1အချက်အရေးတော့ပုံတက်သားထောက်ဖို့တက်သားအနေနဲ့မဖြစ်မနေပါဝင်ဖြစ်အောင်ပါဝင်ပေးပါထောက်ဖို့လုပ်ပေးပါနော်ထောက်ဖို့လုပ်ပေးပါထောက်ဖို့လုပ်ပေးပါထောက်ဖို့လုပ်ပေးပါ နိုင်တဲ့လောက်အရာနဲ့လုပ်ပါ မြေပြင်ကနော်ယုံကြည်လို့ရတဲ့အဖွဲ့တွေရှိလို့ရှိရင်ဓာတ်ရိုက်ချိတ်စပါ၊ဘူနဂါတို့မောင်ဆောင်ကားတို့နော်ဘူဒါဘောတို့ဘူအေဆေးဘွားတို့ဘူဇီရိုခေါ်ဘူကိုတတ်ကြီးတို့နော်စကိုင်းဖိုရန်တို့အကုန်လုံးရှိတယ်ဗျာဓာတ်ရိုက်ဆက်သွဲပါချိတ်စပါချိတ်စပြီးတော့မြေပြင်ကိုဓာတ်ရိုက်ပို့ပါဒါက MG ဆိုရကိုထောက်ပို့လို့ပါ နော်ကျွန်တော်တို့တွေဒါဒီတဲ့အရေးကြီးပါတယ်အရေးကြီးတာကဘယ်အဖွဲ့စည်းကိုပို့ဖို့ဓာတ်ရိုက်ထောက်ဖို့အဖြစ်ပါဝင်နေဖို့တဲ့အရေးကြီးတယ်အဲ့နံပါတ်1ချက်နော် ရသလောက်ကိုထောက်ဖို့ပါဝင်ပေးပါ နမနဲ့ချက်ရန်သူကိုသွေးဆုံးဝင်မပေးပါနဲ့ရောက်ဖကိုကြက်ဥမတိုက်ပါနဲ့ဆိုလိုချင်တာကရန်သူရဲ့ထောက်ကုန်တွေမသုံးပါနဲ့ရန်သူကိုပတ်စံတပြားမှမပေးပါနဲ့ရန်သူရဲ့စီးပွားရေးတောက်တိုင်တွေလူမှုရေးတောက်တိုင်တွေစေရေးတောက်တိုင်တွေအကုန်လုံးကိုဖြိုချပစ်ဖို့ကကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်ဆိုတာကိုကျွန်တော်အနေနဲ့တင်ပြခြင်းနဲ့နော်ကျွန်တော်လူမှုရေးပြည်ထောင်စုနေလဲကျွန်တော်တို့ကတောက်လျှောက်ကိုကျွန်တော်တို့ပေးရမှာဖြစ်ပါတယ်နော်ဆိုတော့ဒီနှစ်ခုကိုကျွန်တော်တို့ပြည်သူတွေတောက်လျှောက်လုပ်နိုင်တယ် ကျွန်တော်တို့မလုံနိုင်ဆိုတာဘာမှမရှိဘူးမြန်မာလူကြီးရဲ့ဒီ၁၀တန်းကြီးဘလောက်ရှိရှိမလားမရှိရင်၈တန်းလောက်ရှိတယ်တန်းပေါင်များစွာရှိတယ်အမေရိကန်ပြည်ထောင်စုမှာလည်းတန်းနဲ့ချီရှိတယ်တချို့ကိုယ်နဲ့မဆိုင်သလိုနေနေတဲ့လူတွေရှိနေသေးတယ်ဆိုတာလည်းကျွန်တော်တို့မြင်ရတယ်တော့အဲ့တော့ကျွန်တော်တို့ဒီတန်းပေါင်များစွာသောပြည်သူတွေကလည်းကိုယ့်ရဲ့အသည့်စိတ်နဲ့ကိုလုံကြပါပါဝင်ကြပါထောက်ဖို့အရေးတော်ပုံတက်သားအနေနဲ့ပါဝင်ပေးကြပါဒါအပြင်ဒီလိုမျိုးပါဝင်လာဖို့လေเนาะကျွန်တော်တို့ဟိုဒီတော်လိုင်းမိသားစုအနေနဲ့ထပ်မံပြီးပါဝင်ဖို့လေ ကျွန်တော်တို့အစိုးရကြီးရဲ့သမရကြီးဝင်ကြီးချုပ်ကြီးဝင်ကြီးချုပ်ကြီးသမရကြီးကဥษาမှုပေးပြီးတော့ဒါကိုကျွန်တော်တို့လုပ်စေချင်ပါတယ်လုပ်စေချင်ပါတယ်เนาะမြေပြင်ပေါ်မှာရှိတဲ့ကျွန်တော်တို့ပြည်သူတွေရဲဘော်တွေ UG တွေမျိုးပြပြောက်ကြတွေရှင်သာအောင်နေပါလုံခြုံအောင်နေပါကျမ်းမာအောင်နေပါเนาะကျွန်တော်တို့ရှင်သာအောင်နေတိုင်းချင်းသည်လုံခြုံအောင်နေတိုင်းချင်းသည်ကျမ်းမာအောင်နေတိုင်းချင်းသည်အတွေ့အကြုံကျွန်တော်တို့ UG ရဲဘော်တွေเนาะ LDF ရဲဘော်တွေကိုကျွန်တော်ဒီသတင်းစကားပေးခြင်းတယ်အရေးတော်ပုံကြီးလုပ်နေခြင်းပါတော်လိုင်းနေခြင်းပါ တနေ့ကိုယ့်လက်ထဲမှာအခွင့်အခါရတဲ့နေ့ချလိုက်မယ်တနေ့ကိုယ့်လက်ထဲမှာအခွင့်အခါရတဲ့အချိန်မှာလက်ထက်တွေပြည့်စုံလာပြီဆိုလို့ရှိရင်ကျွန်တော်တို့စော်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကရန်သူလက်ထက်ကိုမရောက်သွားဘူးကိုကနော်ကျွန်တော်တို့ဒီကျမ်းမာရေးတွေကောင်းနေတယ်ကိုကချက်လုံးကျုံနေတယ်ကိုကရှင်းတတ်နေတယ်ဆိုရင်ရန်သူကိုကျွန်တော်တို့ကအချိန်မီနှွာလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ UGD LDF တွေရှင်းတောင်းနေပါဒါသည်နော်ဒါသည် လုံးဝလုံးဝလုံးဝရှင်သာအောင်နေထိုင်ကြီးလုံးချောင်းနေထိုင်ခြင်းသည်ကျွန်တော်တို့အရေတော်ဘုံကြီးမှာပါဝင်နေခြင်းတနေ့တစ်ချိန်ကျွန်တော်တို့ဘက်မှာနော်အေဂေရီအရှံပဲဖြစ်တဲ့နေ့နှခန်းဒီတောင်းနေတောင်ပုံရာပုံဖြစ်တဲ့နေ့နော်အာဘီဂျီတွေနော်ဘုံဘောလောကရတဲ့နေ့ပွိုင်းဖိုက်ဒီအရှံပဲဖြစ်လာတဲ့နေ့နော်အကုန်လုံးရှိလာတဲ့နေ့ကြလို့ရှိရင်ဒီကုနာကကျွန်တော်တို့ရှင်သာအောင်နေရတဲ့ ရဲဘော်တွေရဲဘော်တွေအရဲတော်ဘုံတပ်သားတွေကကျွန်တော်တို့နှွားနိုင်မှာဖြစ်ပါတယ်တကယ်တော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုမြင်ပါတယ်အာရန်ကုန်နဲ့အနီးတစ်ဝိုက်ကိုရောက်နေပြီလို့เนาะဘာလို့ကြားပါတယ်ဒါလည်းကျွန်တော်ယုံကြည်ပါတယ်တော့တော့ကျွန်တော်ထပ်ပြီးတော့တင်စားပြီးပြောရရင်ကျွန်တော်တို့ဘီသူတွေကနဂူကလေးကရန်ကုန်မှာရှိပါတယ်ကျွန်တော်ပြောချင်တာကကျွန်တော်တို့ရဲ့အရဲတော်ဘုံတပ်သားတွေကနဂူတွေကရန်ကုန်ထဲမှာရှိပါတယ် မန္တလေးထဲမှာရှိပါတယ်နေပူထဲနေပြီးတော့မှရှိပါတယ်မကွေးမှာရှိပါတယ်ဘာကြောင့်လဲဆိုတော့အကုန်လုံးကငိုတွေကမြမတပီလုံးကဒီကောင်တွေကိုစန့်ကျင်ခဲ့ကြတာဒီကောင်တွေကိုစန့်ကျင်ပြီးတော့သွားပြီးတော့စစ်ပညာရေးသင်ပြီးတော့ပြန်ပြီးတော့အထက်မှာဝင်ပြီးကိုရောင်ဖြောင်းနေတယ်ကျွန်တော်တို့ရဲ့မြုပ်ကောင်တွေကအများကြီးရှိတဲ့အတွက်ကျွန်တော်တင်စားပြီးပြောရရင်ငိုတွေကမသွားမီကရောက်နှင်ပြီးသားရဲဘော်တွေပါတကယ်လို့သာခုနကနော်ကျွန်တော်တို့ဟိုမြို့ပြနဲ့ခြေလက်နဲ့ဆက်သွယ်ပြီးတော့ နော်မြို့ပြထဲမှာရှိတဲ့ရဲဘော်တွေကုနာကမြုပ်ကောင်းနေနဲ့ကုနာကခြေလက်ကနေပြီးတော့လာပေါင်းမဲ့အဖွဲ့တွေနဲ့ချိတ်ဆက်မိပြီးတော့အဲ့ဒီလက်နက်တွေပါဒီမြို့ပြပေါ်မှာရှိတဲ့မြုပ်ကောင်းတွေကိုကျွန်တော်ပြန်ပြီးတော့တက်ဆက်ပေးလိုက်နိုင်တဲ့နေ့အဲ့ဒီနေ့နော်ရောက်လာတော့မှာပါနော်နေပြီးတော့ကိုစေးချင်းချောက်နေပြီလိုင်ဇာကိုဒီကောင်းနေမကတ်နိုင်ဘူးမဲဆယ်ကိုသူတို့မကတ်နိုင်ဘူးလက်ခတ်တိုင်ကိုသူတို့စိတ်ကူးကျင်လို့မပြရဘူးမြန်မာပြည်နဲ့မှာသူတို့ရေချောင်းအတက်လာရင်ငစာဖြစ်တယ်ကုန်းချောင်းအတက်လာရင် ရောစာဖြစ်တယ် လေချောင်းကတက်လာရင်လေပြတ်ကြတယ်ရဲပြတ်ကြတယ်ဟုတ်ပြီကျွန်တော်ပြည်သူတွေအောင်ပြီအောင်ပြီအောင်နေပြီဆိုပြီးတော့ကျွန်တော်တို့ကွန်မန့်ရေးပါအောင်စိတ်ကိုထားပါတကယ်ကိုကျွန်တော်တို့ကအောင်ပွဲကိုရောက်နေပါပြီ